တာယာတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဦးမြ channel ကနေမှတစ်ဖန်ပြန်လေးပြီးကျူဆိုပါတယ်။မြတ်ဗုဒ္ဓကငါ့ကိုဓာတိပေးခဲ့တဲ့လူပဲဟမ်ငါတာမန်လူမဟုတ်တော့ဘူး။ငါကငါတကဘာလုံးပတ်သွားနေတော့အကောင်မြန်မာကောင်းဆောင်နဲ့တွေ့ကြမှာငါတာမန်လူမဟုတ်တော့ဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တဲ့ဗျာဒိတ်ရတဲ့ကောင်ဖြစ်သွားပြီ။ငါမြန်မာမင်းနဲ့တွေ့တာငါတော်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 တန်သွားပြီဆိုပြီးပူတင်ကြီးကပြောနေတယ်ဆိုပြောပြောနေတော့ပူတင်ကြီးလည်းသူ့ကိုယ်သူတပါချီပါချက်မဟုတ်တော့တိသွားတာပေါ့နော်။မြန်မာကကောင်းဆောင်ကလည်းငါလည်းမင်းတပါပဲ။မင်းလည်းမင်းတပါပဲ။ဒါပေမဲ့မင်းကဗျာဒိတ်တို့လားလက်နဲ့ဆက်ကြရှင်မင်းငါက မင်းငါ့ကိုလာပေါင်းသိရမမင်းငါနဲ့မင်းနဲ့ပေါင်းသိပေါင်းသိပြီးတော့ခင်မင်းရမမင်းဒါငါတို့ကတာမန်လူတွေမဟုတ်ဘူးတို့နှစ်ယောက်ဟာဒီဘဝမှာမဟုတ်ဘူးဟိုးတန်တရာဘဝဆက်ဆက်ကလေးကအတိတ်ရှေးကံရည်စက်တွေပါလာခဲ့တဲ့လူတွေကိုကြီးပူတို့နှစ်ယောက်ဟာရခင်အဲ့ဘဝကာလာပေါင်းများစွာကလေးကဒီလိုမျိုးကြရိတ်တော်နဲ့လာတဲ့မဟာမိတ်ဒီဒီဘွားရမဟုတ်ဘူးเนาะအဲ့လိုကိုကျော်မှုကြီးကပြောခဲ့တာပူတင်းကြီးလည်းမှညဘက်အဲ့လိုတော့မပြောဘူးပိတိတိဖြာညဘက်အိတ်တိုင်းအိတ်တိုင်းမှာသူကသူငါကြရိတ်တော်လာမင်းငါကြရိတ်တော်လာမင်း ဒါမဲ့ကြွမင်းဖြစ်နေပြဿနာတကယ်တော့ရုရှားကဝက်ဝန်နေလीပြဿနာ तू ကကြွဆိုနည်းနည်းတော့ပြဿနာရှိသွားတယ်နော်ကြွကနေအကောင်ကြီးတယ်လို့ဝက်ဝန်ဖြစ်တယ်လို့မပါဘူးရနော်ဒီနေ့ကတော့ပထမဦးဆုံးနေနဲ့ရော PDF တွေအကြောင်းနဲ့ပြောချင်တာဖြစ်တယ်ကျွတ်တို့ဒီတော်လန်ရေးစတင်လာခဲ့တာက2021 February ပေါ့နော်ဆိုတော့အခုရော PDF တွေက2021 March လာဆိုတော့အစောဆုံးအနေနဲ့ PDF လုတ်ခဲ့တယ်လို့တောင်းပြောလို့ရတယ်เนาะဆိုတော့ဒီ your pdf က2021 march လမှာစတင်တည်ထောင်ခဲ့ပြီးတော့2025 march လနေ့ရက်နဲ့မှာတော့ your pdf ကိုဖြတ်သိမ်းလိုက်ကြောင်းကြေညာလိုက်တာဖြစ်တဲ့ဒီလိုပဲကောင်းကောခရင်တိုင်ရင်စနစ် PDF ရောဒီလည်းပဲ NUG MOD ကနေနှုတ်ထွက်ပြီးမှရောဒေတာအမြန်လွတ်မြောက်နိုင်ဖို့ရာအတွက်ဆိုပြီးမှရောအာမီခေါ်တဲ့အာရောတတ်တော်နဲ့ပူပေါင်းသွားမယ်ဆိုတဲ့အကြောင်းကို February 16ရက်နေ့မှာပြောဆိုခဲ့တာဖြစ်တယ်အခုကတော့ရေရောဒေတာမှာရှိတဲ့ရော PDF ရဲ့ကောင်ကိုခရိုင် တက်ရင်စနစ်ရဲ့ဒီ PDF ကဂေါ်ဒီရဲ့တော်လရဲ့တပ်ဖွဲ့၃ခုကနေမှ ပေါင်းပြီးမှရောတက်တော်ဆိုတဲ့ရောအာမီတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်တဲ့အဲဒါကိုမတ်လ3ရက်နေ့မှာသူတို့ကနေမှထုတ်ပြန်လာခဲ့တာဖြစ်တဲ့ဒါကိုတော့ကျွန်မအနေနဲ့အရန်ဝမ်းတာတယ်เนาะ PDF အဖွဲ့အစည်း၃ခုကနေမှတခုတည်းကိုလုံလိုက်တာဟာအင်တမအင်အားစုစည်းတယ်လို့ဖြစ်သွားတယ်ဆိုပြီးလို့ရှင်လဲဒါကတော့ရော PDF ပဲမဟုတ်တော့ဘဲနဲ့တတ်တော်ဆိုတဲ့အဖွဲ့အစည်းကြီးတခုဖြစ်သွားတာတော့အရန်ဝမ်းတာတယ်ကျတော့အညာ PDF ဒီလဲပဲเนาะလူဗမာတိုင်းရင်သားစစ်တပ်ကိုတီထောင်ရတော့မှာဖြစ်တယ်အခုအညာ PDF ဒီလဲတိုက်ခိုက်ရမှာအရန်ကျွမ်းကျင်တယ် လက်နက်ဆက်ယုံတာကိုမတီထောင်နိုင်ခဲ့ပေမဲ့လည်းပဲလက်နက်ဒီလဲလုတ်တက်နေပြီးမိုင်းဒီလဲကိုဖက်ကိုလုတ်တက်နေတဲ့အဆင့်ရှိနေပြီးပြုလို့ရှိရင်တိုက်ရခိုက်ရထဲမှာလည်းပဲ experience တွေလည်းအများကြီးရှိပြီးဆိုတော့ကျွန်တော်အညာမှာလည်းပဲเนาะလူပမာတတ်တော်ကြီးဖြစ်လာဖို့ရန်အတွက်ကျွန်တော်လည်းဆက်လက်ပြီးတော့เนาะတခုနဲ့တခုပေါင်းဆက်ပြီးတော့လုတ်လာရင်တော့ပိုကောင်းတယ်ပေါ့เนาะရော PDF ကိုဖြတ်သိမ်းလိုက်တယ်ဆိုတော့ကြော်ညာလိုက်တဲ့အခါမှာဘောမတွေတော့အရန်ဝတ်တာတဲ့ဟာအခုတော့သူတို့ကတော့ PDF ကနေမှ အမြင်မားများရလာပြီလားဆိုပြီးမှသူတို့ရန်ဝမ်းတာလားဟာအခုကတော့ရော PDF တွေကတော့ PDF ကိုဖျက်သိမ်းလိုက်ပြီဆိုတော့သူတို့ထင်တာကတော့မကြခင်မှာနိုင်ငံရေးပါတီများဖြစ်လာမလားပေါ့နော်နိုင်ငံရေးပါတီထဲဝင်လာပြီးယူကောက်ပွဲထဲဝင်လာရင်တော့တိတ်တခိုးနဲ့ကြိုးဆိုနေကြတာကျွန်တော်တော်လန်ရဲတွေကအမောင်ဖက်ကိုဘလို့ဝင်မလဲနော်ဒါကိုသူတို့ဟာရော PDF တွေကတော့ ဖြတ်သိမ်းလိုက်ပြီးအခုကျတော့အမြင်မားဘက်ကိုများရောက်လာမလားပေါ့နော်အလင်းကနဲ့အမောင်ကိုများကူးလာတော့မလားဆိုပြမှသူတို့အရမ်းမျောလင့်နေတာဒါပေမဲ့မျောလင့်တယ်လို့ဖြစ်မလာတာတော့ဝမ်းနေပါတယ်နော်နောက်တရင်တပုတ်နေနေတော့ဗီဒီယိုလေးတော်တော်လေးနားထောင်ကြည့်ရအောင်နော်တင်းကိုဘယ်လောက်တောင်းလဲအဲ့လိုတော့မသိဘူးအရင်တော့သူပြောတာဆယ်တင်းကိုဆယ်တင်းလို့ပြောတာလက်ပြတွေပါယူလာသေးတယ်လက်ပြပုံကမနေ့ကတမန်တင်းကပေးတာဟုတ်တယ်လက်ပြပုံကဘယ်နှလုံးနှလုံးလဲ อืมอ๋อส่วนเนี่ยตูรู้ปะทะนี่ย่าตาจ๋าတော့ตีตัวတယ်ตีတယ်ပေါ့เออပြောတယ်จ๋าတယ်တရားဘယ်လောက်ထန်ရတယ်ဆိုတာပြောတယ်อืมအဲ့ဒါဘသူတွေရိုက်ကြံပြောဟုတ်အဲကျွန်တော်တို့ဘူတာဝင်မာတင်ချွေးမှာပြန်လာတော့အဲသူတို့စင်ကြောင်းခေရပြန်လာတော့ဒဏ်ရတာဟုတ်တယ်ဘလောက်30လောက်မသိอืมနောက်တော့ကိုပလင်းသာဒဏ်ဝင်ရတယ်ဘလောက်60လို့ပြောတယ်ပေါ့အဲ့ဒါပဲရတာဟုတ်စင်ကြောင်းကဘလို့တော့လက်မှာဖမ်းနာလာဟိုအိမ်ကလာဖမ်းနာလာသူစင်ကြောင်းလာလို့ပြောတယ်အောင်သူဟင်က ဟုတ်လေအဲ့ကောင်လေးကစင်ကြောင်းကိုတွားလို့မိတယ်ဟုတ်စင်ကြောင်းတွားလို့မိရပြောအင်းဟုတ်အဲ့ဒါဆိုသူကဘလို့တော့ဘလို့ပြန်နောက်တာအဲ့ဘလို့ပြန်နောက်ဒီအဲသူအောင်သူအဲကိုပလင်းကအဲသင်ချောင်းတဲ့ရွေးရမှာတဲ့အင်းစင်ကြောင်းတော့မတိုင်းကျင်တော့မင်းပါလေပါတယ်မရဘူးကြဲဟင်ကြောင်းလည်းမရစင်ကြောင်းလုံးလုံးတိတ်မရောက်ခဲ့ဘူးသက်ကုန်းနဲ့သက်ကုန်းနဲ့ကလေးမလေးကမတိုင်းကျင်ပြီးတက်ပြီဟုတ်အဲ့ကျွန်တော်မသိဘူးမင်းပါမသိဘူးအဲ့ပါတယ်ဒီလိုပါလီးပြတ်ပြီးလဲဒီလဲဒီပါလဲမပါဘူးတတင်းကမကြောက်ဘူး ်တကယ်မကြောက်ဟာတရင်မိလားခွေးချင်းညမလို့ဒီချင်းညမလို့မသိကြတော့မအီတို့ငါ့ဖျက်လိုက်ငါလုံးမမအီလို့အေလို့ပြည်သူလိန်စားဖို့လာပဲဆယ်အုံတော်ထမတွေးသေးရဒီစောက်အုံတော်ပြည်သူလိန်စားဖို့လာတွေးသေးလားအခုဒီဗီဒီယိုကတော့ရေစကြိုမြို့နယ်စီတာယွာကမြို့မင်းကိုစစ်ဆင်းနေတဲ့အရာဖြစ်တယ်။ဒီမြို့မင်းဆိုတာဟာသူကတော့ဒီစီတာယွာက တာဝန်ခံလူမိုက်ပေါ်စားမဒိမှုကိုကျုံလုံးဖို့ရန်အတွက်တာဝန်ခံစင်ချောင်းကျေးရွာကဘျူစော့တီခေါင်းဆောင်ဖြစ်တဲ့ငလင်းနဲ့ဒီစီတာရွာကမြို့မင်းကသူတို့ကပေါင်းပြီးမှဒီစီတာရွာမှာရှိတဲ့မိသားစုတွေစီကိုတွားပြီးလို့ရှိရင်အဲ့ထဲမှာတယောက်ယောက်ကထိုင်းဒီမှာစင်ကာပူဒီမှာဖြစ်ဖြစ်တနေရာကိုတွားပြီးမှအလုပ်လုပ်တဲ့အိမ်ကို တအိမ်ကိုပက်ဆန်၁၀သိန်းတောင်းတယ်တဲ့စဉ်းစားကြည့်ပါသူများအစီမကျွန်းသွားခန္ဓာဒါကြောင့်မင်းအွန်လိုင်းနဲ့မင်းအွန်လိုင်းရဲ့ကျွန်းနေအားလုံးကတခိုးသမျှနေဖြစ်တယ်သူတို့ရဲ့ခေါင်းဆောင်ကတခိုးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အခြေကျွန်းဒီလဲအားလုံးကသူ့ရဲ့နာမည်ကိုကင်ပြင်းမှတခိုးလုံးစားနေကြတာဖြစ်တယ်ဆိုတော့အခုအစင်ချောင်းရွာမှာရှိတဲ့ ငဘီကောင်းဆောင်ငလေးနဲ့ပေါင်းပြီးမှဒီစီတာရွာကမျိုးမင်းဒီဥစ္စာတွေသူတို့စားပြီးမှမူရည်ပြီးမှဘျူစိုးထီလောက်ရတဲ့အရတာကိုကောင်းကောင်းသိနေကြတာဖြစ်တဲ့ပြီးလို့ရှိရင်အခုသူတို့ကအခု18နှစ်သမီးကိုလည်းမသိမ့်ကျင့်တယ်ဆိုပြီးမှနော်အခုဒီထဲမှာကျွန်တော်ကြားရတဲ့အတိုင်းဖြစ်တဲ့ဆိုတော့အခုဒီရေစကြိုမှာအခုဒီတလောကတော့ရေစကြိုလေပွဲကောင်းနေတယ်ခွေးတွေကိုမြှို့ဖုတ်လိုက်အခုဘျူတွေကိုဖမ်းပြီးမှမြှို့ဖုတ်လိုက် လောက်တော့မှာအခုဒီနေရောက်ကလည်းမင်း online ဆိုတော့တခိုးချဘိုးလေယာပြန်စားရဲ့ကျွန်တွေကတော့သူတို့ရဲ့ခေါင်းဆောင်တဲ့ဒရန်တီပဲတခိုးချဘိုးတွေအလုံးလုံးနေကြတာဆိုတော့အခုကျတော့ဒီစီတာရွာကငမျိုးကိုဖမ်းပြီးဆိုတော့အကုန်ပေါ်ပြီလေနော်မထန်တော့ဘူးစောတီတွေငရို့တော်လန်ရဲတွေရဲ့လက်ချက်နဲ့ရောက်သွားရင်တော့နင်းတို့မလွယ်ဘူးတာမှတ်ကျတော့နောက်တဲ့ရင်တပုတ်နေနေကတော့ဒီဥစ္စာလေးပဲဘူးနဲ့ပတ်သက်တဲ့တဲ့ရင်ပဲ စင်းဒီကဘလောက်အကွာထိသူတို့ကအတန်ကိုကြားရတယ်ပေါ့နော်ပြီးလို့ရှင်ဒီတမင်တရေဒီဆိုလို့ရှင်လဲချင်တဲ့ဒီကြားရီလဲသူတို့ကဘလောက်အတန်ဝဲကနေမှသူတို့ကြားရတယ်ဆိုတာရှိတယ်အဲ့လိုပဲအခုကျမတို့တော်လာရေးဒီလဲအရာဝဲရင်လဲသူတို့ကအတန်ကြားနေရတယ်ဆိုတော့အခုဒီရွှေဘူကပန်းရံပြူစောထိဒီလဲသူတို့ကရိတ်ခါလာထုတ်တော့မယ်ဆိုတာကိုအတန်ကြားလိုက်တာနဲ့ကျမတို့တော်လာရေးဒီဘက်ကနေမှလာဆောင်တာဆိုတော့အဲ့မှာ ဘျူခွေးကျော်ဝင်းနဲ့သူ့ရဲ့အဖွဲ့ဒီကားနဲ့လာတဲ့ဥစ္စာကိုကျမတို့တော်လိုင်းရဲတွေဘက်ကနေမှကြားဖြန့်တိုက်ခိုက်ခဲ့တဲ့အခါမှာသူတို့တွေကထွက်ပြေးသွားတဲ့ကားကိုတော့လမ်းပေါ်မှာအခုခုကျမတို့ဘေးမှာမြင်ရတဲ့အတိုင်းပဲအဲ့ကားကိုလမ်းထဲမှာထထပြေးမှသူတို့ထွက်ပြေးသွားတယ်လူတွေကတော့လွတ်မြောက်သွားတယ်သူတို့တားခဲ့တဲ့ကားကိုကျမတို့တော်လိုင်းရဲတွေဘက်ကနေမှမြင်းရှို့လိုက်တယ်လုံးဝမလုံးချင်ဘူးစခွေးပစ္စည်းဆိုရင်เนาะဆိုတော့အဲ့စာဘသူဒီလောက်ဆောင်တလေဆိုတော့ရွှေဘုံမြို့နယ်ပကဖ BDO တိုက်နယ်ငါ ပကဖပကဖတိုက်ခိုက်ရဲ့အဖွဲ့ရွှေဘူတယင်းလဲနဲ့နေခန် PDF ဒီကနေမှပူပေါင်းပြီးမှလှုပ်ဆောင်ခဲ့တဲ့အရာဖြစ်တယ်။ရွှေဘူကြိုင်နေချချနော်ကျမတို့နောက်တဲ့င်းတပုတ်ကတော့ယောက်ျားကြီးတန်ဖြစ်ပေမဲ့အလုံးမလုံးစားချင်တော့တင်ကန်းလေးချုံပြီးမှကဒုံတီးထားတဲ့ငပောက်ရဲ့အကိုဝါတဝရဲ့နေဖြစ်တဲ့စကိုင်းတိုင်းကမ်းဘလိုမျိုးနဲ့ဇီကုံတကြားဆက်ကနေမှမလေလန်းအတိုင်းထွက်လာတဲ့စစ်ခွေးကားရဲ့ ပေတဆေကားရဲ့နစီထွက်လာတဲ့ဥစ္စာကိုကျတော့ဒေါ်လာရေးဒီဘက်ကနေမှမတ်လ3ရက်နေ့မနေ့စောကြီး6နာရီခွဲမှာဂျက်ဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးရစီလာတဲ့ဖောကားကိုတင်စီရရှိခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဖောကားလည်းကျတော့မလို့ချင်ဘူးခွေးတွေကင်နာတဲ့ပစ္စည်းမလို့ချင်တော့မီးရှို့ပစ်လိုက်တယ်တဲ့ဝါတဝရေးအစဉ်ပြေသလားအိတ်ပြောလားအေးလို့ပြောပါစေဆိုသလိုဖြစ်နေပြီနော်အခုကောင်းကောင်းလေးပြောအောင်အေးမကြခင်ကမ်ဘလူးပြောင်းသွားလိမ့်မယ် ဒါလည်းကျွတ်လို့တော်လန်ရေးရဲ့အောင်ပွဲဖြစ်တယ်ဆိုတော့တချိန်ထဲမှာပဲဝါတော့တော့စပင်ကျွတ်လောက်ပြီးထင်းတယ်စကိုင်းတိုင်းကမ်ဘလိုမျိုးနဲ့ရွှေဘူနဲ့မြစ်ကျနပြူဟာလမ်းမပေါ်မှာကျွတ်လို့တော်လန်ရေးဒီဘက်ကနေမှနင်းမြေရှင်းလင်းရေလုံနေတဲ့ခါမှာခွေးရကောင်းနှကောင်ဖမ်းရတယ်လက်နဲ့ခေရန်အပြစ်အစုံနဲ့သူဖမ်းဆီးခေရတယ်လို့ကမ်ဘလိုခေရန်တိုင်ရင်အမတ်လေးကနေမှ ဒီနေ့မတ်လ6ရက်နေ့မှာသတင်းထုတ်ပြန်လာခဲ့တာဖြစ်တဲ့နောက်သတင်းသဘောက်အနေနဲ့တော့ကျမဗီဒီယိုလေးတိုးတိုးလေးနားထောင်ကြည့်ရအောင်နော်မုံစီကျေးရွာတိန်ခမ်းကျေးရွာအဲ့ကျေးရွာမှာရှိတဲ့ရွှေလုတ်ကပ်ကိုကိုကန်တပ်သားတွေကရွှေတူးနေတယ်တူးရကောင်းလားဆိုပြီးတော့ဒီနေ့နေ့လေပိုင်းလောက်ကရွာသားတွေနဲ့ KIA တပ်သားတွေကပေါင်းပြီးတော့ရွှေမတူးဖို့တွားတားတာဒါတွေကမတူးသင့်ဘူးပြီးတော့ရွာတဲ့လူတွေတော့မတူးပဲထားတယ်တနန်နေပိုင်းလုတ်ကပ်ကလေးတွေကိုအနိုင်ကျင့်ပြီးကိုကန်တပ်သားတွေကဝင်ပြီးတော့တူးတော့မတူးဖို့ရွာလူတွေကတွားတားမိတာလေးကိုတနန်နဲ့ပြစ်တတ်ပလိုက်တယ် ပြတ်သားပလိုက်တော့အကုန်တည်ကုန်တော့ဗျာဟိုကျွန်တော်တို့သိရတော့ခုန5ဦးတည်တယ်3ဦးကပြည်ရသားပြည်သူ2ယောက်ကခရဟေး5ယောက်တည်သွားတယ်နောက်အဲ့မှာကိုကန်နေနေမဟုတ်ဘူးတူတာတရုတ်ရောပါတယ်တရုတ်တွေကိုခေါ်လာပြီးတော့တူတာအခုဒီဥစ္စာကမနေ့ကဒီရှမ်းမြောက်မှာဖြစ်တဲ့ပြဿနာဖြစ်တဲ့ဆိုတော့အခုဒီဘောမှာပြောသွားတာ ਨੇ မြေပြင်မှာဖြစ်တာအတူတူပဲတေတာကတော့တရုတ်กว่าตัวတယ်เนาะเตราก็တော့6ယောက်เตยตัวတာဖြစ်တယ်ဆိုတော့6ယောက်เตยตัวတဲ့အဲမှာ 35နှစ်အရွယ်တက်ရောက်ပဲလို့လို့35နှစ်ကနေ45နှစ်အသက်အရွယ်ဒီကြီးပဲအဲအဲ5ယောက်ကတော့ကလေး3ယောက်4ယောက်နော်2ယောက်ရဲ့ကလေးအဖေတွေဖြစ်တယ်တက်ရောက်ပဲလို့လို့ဖြစ်တယ်ဆိုတော့ဒီလိုမျိုးလူလူလူရွယ်တွေကို MNDAD ဘက်ကနေမှဟိုရွှေမတူးဖို့ပြောတာကို ပြတ်တက်လိုက်တယ်ဒီဥစ္စာကဒီ TNLAD ရဲ့ website ဖြစ်တဲ့ဒီထဲမှာပါပြောလဲ KIA နဲ့ MNDAAD ကစကားများပြမရန်ဖြစ်ပြမ MNDAA ကနေမှ KIA ကိုပြစ်တတ်တယ်ဆိုတဲ့ပုံစံနဲ့ရေးထားတာဖြစ်တယ်။အခုဒီရွှေပြည်မြင်း News Agency တွေကိုပြောချင်တယ်။သူများရဲ့အကြောင်းကို ရေးချင်တယ်ဆိုလို့ရှိရင်မမှန်ကန်ကန်နဲ့ရေးပါ။သူများရဲ့အကြောင်းကိုလည်းရေးချင်တယ်မမှန်မကန်နဲ့ပုံစံနဲ့သူများရဲ့အကြောင်းကိုမမှန်ကန်ကန်မရေးချင်ကိုယ့်အကြောင်းပဲကိုရေးကြ။သူများအကြောင်းကိုဒီလိုမျိုးမမှန်မကန်ရေးပြီးမှသမင်းမရှာစားကြနဲ့။ဒီလိုပဲပြောမယ်။ပြလို့ရှိရင် အခုဒီတော်လန်ရေးမှာ ဒီလိုမျိုးပြောလို့ရှင်တော့တစ်ဖက်လိုဝမ်းတာလိမ့်မယ်ဒါပေမဲ့အခုဒီနေ့ကျွန်တော်တို့တော်လရဲဒီတိထားဖို့အတွက်လည်းလိုအပ်တဲ့အတွက်ကြောင့်ကျွန်မပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့တော်လရဲကိုစတင်လာတဲ့အခါမှာတွေးမစစ်တဲ့လူတွေဒီနေ့အဲတော်လရဲကို အခွင့်ကောင်းယူပြီးမှအာနေချက်ဓာတ်တွေကိုရဲ့အကျိုးစီးပွားရေးတွေအများကြီးလှုပ်လာတယ်အထူးသဖြင့်အခု MNDA နဲ့ TNLAD ကိုကြည်ပါ MNDAAD ဆိုလို့ရှိရင်တရုတ်လူမျိုးဖြစ်တယ်ပြောတာကမြန်မာနိုင်ငံဖြစ်တယ် 奈拉、台纳、表拉、索拉、咋头大家啥？ တရုတ်စာနဲ့လုပ်နေတဲ့ဒီတရုတ်တီကကျတော့မြန်မာနိုင်ငံမှာအခု30 29စစ်ခွေးတွေကိုပဲမကြိုက်လို့ပုံကန်တယ်လို့အဲဝိုင်းချတယ်လို့လို့နဲ့သူတို့ရဲ့အကျိုးအမြတ်ကိုရှာသွားတာဖြစ်တယ်သူနည်းတူပဲအခုအဲ DTNLAD လဲစစ်ခွေးတွေကိုပဲတိုက်တယ်လို့လို့နဲ့ငရုတ်ရဲ့ပလောင်နေမြေထူထောင်မယ်ဆိုတော့စကားတွေလုတ်လာတာဖြစ်တယ်ဒါကြောင့်ဒီ30 29ထဲမှာဒီဒီမမနဲ့လူတွေကကျမတို့ပြည်ထောင်စုကြီးဖြားနာနေတဲ့အချိန်မှာပြည်ထောင်စုဖြားနာတာကိုအခွင့်ကောင်းယူပြီးမှကိုယ့်ရ ရဲ့ကိုကျိုးစည်းဘွားရဲ့လုံနေကြတဲ့သူဒီကတော့တစ်ချိန်မဟုတ်လို့ရှင်တစ်ချိန်ကတော့ဒီတိုင်းကတော့ကျွားတို့အဲမြန်မာနိုင်ငံမှာရှိတဲ့ကျွားတို့ပြည်သူလူထုတွေကြည်နေမှာမဟုတ်ဘူးဆိုတာတော့နင်တို့မှတ်ထားပါဒါပဲကျွားပြောချင်တယ်နော်အဲကျွားတို့နောက်တစ်ခုကတော့ကျွားတို့ဗီဒီယိုတော်တော်လေးကြည့်ရအောင်နော်ဖက်တက်လုတ်တဲ့2006 2009လဲရတာပါရတဲ့ဖွဲ့မှာယာရူကိုစစ်ခဲတကယ်ဝယ်ယူရတယ်စကမ်းမှုတွေနေရာဝယ်ယူရတယ်ကျွန်တော်ရတဲ့ဖွဲ့ကလူကိုမကြိုက်ဘူးငိုကြိုက်တယ် ထက်လူကြီးတွေကနေရာတွေစကမ်းမှုတွေနေရင်းတွေရင်းရင်းတွေနေရာကိုငွေလဲဝယ်ပြီးတော့ရောင်းကြကြတယ်ကျွန်တော်ဆိုတက်ကြလုပ်တဲ့18နှစ်18နှစ်ရှိပါပြီညာတို့ကိုလည်းဝယ်ယူရတယ်ကျွန်တော်ညီမနိုင်ငံရဲတပ်ဖွဲ့မှာအဲ့လိုဖြစ်ပြနေပါတယ်ဒါမဲ့ဒီလိုသိရအောင်လို့ကျွန်တော်တင်ပြရပါကျွန်တော်အောက်ထည်ငွေသားတွေမှာဘလောက်ခံလာရလဲဟိုဒဏ်ရီရတယ်နိုင်ငံတော်ပြီးတဲ့နှစ်သိန်းသားကျွန်တော်တို့မှာမိသားစုတွေရှိတယ်ကျွန်တော်ရှမ်းမြောက်က စပွဲဖြစ်လာလေစစ်ဘေးဒုက္ခတွေဆောက်လာရတယ်နော်မိသားစု क्वे ပြဲတဲ့ क्वे ပြားနေရတယ်စကမ်းမှုတွေထက်လူကြီးတွေကျွန်တော်တို့ဘာမှပြန်မကြည့်ဘူးနေကြပြောကြတယ်ကျွန်တော်ရပိုင်ကွယ်လဲဘာမှမရှိဘူးလုပိုင်ကွယ်လဲဘာမှမရှိဘူးစိုက်တောက်တွေဒုက္ခရောက်တယ်မိသားစုဒကွေးပြားနေရတယ်အခုတွဲပဲနဲ့ကျွန်တော်တို့တာဝန်ထမ်းတောက်နေရတယ်နေရာပတ်သက်ပြီးဝယ်ယူရတယ်ကျွန်တော်အသက်59ရက်ရှိပြီကျွန်တော်လ33လေးရှိလေးလေးရဲတကြတန်းထူပါကျွန်တော်ဆိုရင်အခုဒါရခံစားရတယ် ခုနှစ်တင်လဲခုနှစ်ပြဆေးကူးရတယ်ကိုသေးသေးကိုကူးရတယ်ကျွန်တော်တို့စစိုးတက်တယ်ဆိုလဲလာကျွားကျွန်တော်ပြောင်းလာတယ်ကျွန်တော်မှဘာထောက်ထားမှမရှိဘူးအခုချင်းသွားတက်ရတယ်ခန္ဓာကိုခံလာရတယ်အခုဒီဥစ္စာကတက်ချက်ကြီးပေါ့နော် ူကတော့2006ကနေ2009ခုကဒီမာသူကတက်ချက်ဖြစ်နေပြီအခုကတော့2025တောင်ဖြစ်သွားပြီဘလောက်ကြာသွားပြီလဲအခုဒီတက်ချက်ကနေမှမတိုးတော့ဘူးဆိုတော့သူတို့ရဲ့ယာသူဒီကလည်းပတ်စံနဲ့ဝယ်ရတယ်အစင်းစင်းတက်ဝယ်ရတယ်တဲ့ဟုတ်မှာပေါ့ကြွတ်လုံခဲ့တဲ့ချိန်လေးတခါပြောဘူးတဲ့မင်းအွန်လိုင်းဒီတက်ချုံနေရာကိုရရှိဖို့ရအတွက်သူကသူ့ရဲ့ဆရာဖြစ်တဲ့ဒီ ခွေးတန်းရွှေစင်မှာပတ်စံတွေအများကြီးပေးပြီးမှသူဒီနေရာကိုယူခဲ့တယ်လို့ပြောတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာစစ်ခွေးတွေကကိုယ့်ရဲ့အရဲအချင်းနဲ့ရရှိခဲ့တယ်ဆိုတာကတခုပဲအာဗာလေဆိုတော့ရိုးရိုးစစ်သားဒီတိုင်းပဲ ကိုယ့်ရဲ့ experience ရယ်ကိုယ့်ရဲ့လောက်တတ်နဲ့ရရတယ်ဆိုတာကအာတရက်နေရက်သုံးရက်အဲ့သုံးရက်အများဆုံးပေါ့နော်ကျန်တာအားလုံးကတော့ပတ်စံနဲ့ယူခဲ့ကြတာကြီးပဲဒါကြောင့်မို့ပဲဒီနေ့အကျေးဒီမကုံလောက်အောင်တာသူတို့ကပခုံးပေါ်မှာတင်ထားတာဘာအရေးချင်းမှမရှိတာမတွေ့ဘူးလားခွေးချဘူးတောင်မှပူတင်ကိုစကားတော့ပြောတာနော် ကျွဘီရင်နဲ့စကားတော့ပြောတာတောင်မှစကားတစ်ခုနှစ်ခုတောင်မှစာရွက်တီကြည့်ပြီးမှပြောတာတကယ်ဆိုလို့ရှင်ဒါရီကတစ်ခါနှစ်ခါထားလိုက်သုံးခါထိဖတ်လိုက်ပြီးဆိုလို့ရှင်ဒီနာမည်တွေခက်တာမှမဟုတ်တာကျွဘီရင်နေဆိုတာကတော့မဟုတ်ဘူးလားဒါရီကတော့မမိမဲ့ဥစ္စာပဲလေဒါတောင်မှသူကမမိမဲ့နိုင်တဲ့ညာမရှိဘူးဒီစကားတခုနှစ်ခုလဲပြောဖို့ရန်ကို तू ကစောက်ထဲမှာတောင်ဖားပြီးမှပြောနေရတဲ့အဆင်ဖြစ်တယ်ဘလောက်ထိ အာဒလေဘလို့အထီးအရေးချင်းမရှိတလေဆိုတာဒီစကားတခုနှခုလောက်ကိုတောင်သူကမာအောင်မပြောနိုင်ဘူးကောင်းအောင်မမိအောင်မပြောနိုင်ဘူးစာအုပ်ကြီးကိုထောက်ပြီးမှပြောရတယ်ဆိုကြဲကအဆင့်အတန်းအဆင့်အတန်းကဘလောက်လာတလေဆိုတာတော့နော် college တောင်ဖတ်စီရပဲပြီးပြီးမှတတ်သွားတယ်လို့တာချုပ်တယ်ဘာချုပ်ထားလဲတော့မသိဘူးနော်ဆိုတော့ဒါကတော့စစ်ခွေးတွေရဲ့ အဆင့်အတန်းတွေကိုဖော်ပြထားတဲ့အရာဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ကျွတ်တစ်ခေါက်မှမပြောဘူးတဲ့ ပူတင်နေခစ်စားနေတဲ့အချိန်မှာကြွကြားဖြန့်ပြောမယ်နော်ဆိုတော့ဒီနေ့ကြွဘာကြောင့်ကြားအကြားဖြန့်ပြောချင်တယ်လဲဆိုတော့လွန်ခဲ့တဲ့ February လတုန်းကစောချစ်သူကိုဖမ်းဝရမ်းထုတ်ဖို့ရန်အတွက်စာနာခတ်တင်တယ်။နှစ်ခါစလုံးသူတို့ကပေးချပေးလိုက်တာဖြစ်တယ်။ဆိုတော့သုံးခါတင်တဲ့အခါမှာကြတော့ဖမ်းစေချင်တဲ့သူတွေကတော့အချက်လက်အပြည့်အဝနဲ့သူတို့ကဒီဖမ်းဝရမ်းထုတ်ဖို့ရန်အတွက်တင်လိုက်တယ်။ဥပဒေတိုင်းလုပ်မယ်ဆိုလို့ရှိရင်တော့သူ့ကိုဖမ်းနိုင်တဲ့အထောက်အထားတွေအများကြီး ပြပြစုံစုံခိုင်ခိုင်လုံလုံနဲ့တင်ထားခဲ့ပြီဖြစ်တယ်ဒီဒါပေမဲ့ဖားနိုင်မဲ့အဆင့်တော့မရှိဘူးလို့ပြောကြတယ်အခုစစ်ခွေးတွေကနေမှဒီစောချစ်သူကိုဖမ်းဆီးချင်တာတခုဖမ်းဆီးချင်တာကနည်းနည်းလေးပါနော်သူတို့ပါစက်သေးကတည်းကဟောင်းပွားဟောင်းပွားလုပ်နေတာတကယ်သူတို့ကမဖမ်းဆဲချင်ဘူးဘာကြောင့်သူ့ကိုမဖမ်းဆဲချင်ကြတယ်လဲဆိုလို့ရှိရင်စောချစ်သူဆိုတာကစစ်ခွေးတွေအတွက်အတော်လေအရေးကြီးတဲ့လူဖြစ်တယ်ဘာကြောင့်ကြွတ်ဒီလိုပြောတယ်လဲဆိုလို့ရှိရင် အများကြီးကိုမပြောနဲ့ဒီမြောက်ဝတီကိုကျွားတို့တော်လာရဲတွေရခါနီတက်သေးလေးထဲမှာသူ့ကြောင့်မြောက်ဝတီဒီနေ့ဒီအချိန်ထိကျွားတို့တော်လာရဲတွေမရတာပြက်တယ်ပြလို့ရှိရင်ဒီကရင်ပြည်နယ်မှာစိုးချစ်သူတွေပဲတော်လာရဲတွေနဲ့လည်းသူကဘလူးပလဲနေတယ်ပြလို့ရှိရင်သူကစစ်ခွေးတွေနဲ့လည်းနေတယ်တကယ်လို့သားစိုးချစ်သူကိုဖမ်းလိုက်တယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်မှာနိုင်ငံရဲအရာစစ်ခွေးတွေအများကြီးကြရှုံးသွားနိုင်တယ် 쏘치두고 판라이 대소로신 BGF 때문에 싫어 뭐, 너? ဒီသူတို့ရဲ့ BGF တွေလည်းမရှိတော့ဘူးဆိုတဲ့အခါမှာကျွန်တော်တော်လိုင်းရဲတွေကအားကောင်းလာမယ်အားကောင်းလာတဲ့အခါမှာစစ်ခွေးတွေရဲ့အမာခံဖြစ်တဲ့စောချစ်သူတွေမရှိတော့တဲ့အတွက်ကြောင့်စစ်ခွေးတွေနဲ့ဒီကရင်ပြည်နယ်ဟာအဆက်အသွယ်ပြတ်လာနိုင်တယ်အဲ့ချိန်မှာကျွန်တော်တော်လိုင်းရဲတွေများလာနိုင်တယ်ဆိုတဲ့ဥစ္စာသူတို့မှာကြောက်စိတ်ရှိတာဖြစ်တယ်နောက်တစ်ခုကတော့သူများတွေအများကြီးပြောတဲ့ဥစ္စာကအခုခွေးကျဘူးနေပြည်တော်မှာဆောက်ထားတယ်အဲ့ဖရအကြီးကြီးကဂျားဖြန့်ကရတဲ့ပတ်စားလို့ပြောတယ် ဆိုတော့အခုကျမတို့ဒီ social media ထဲမှာစိုးချစ်သူကိုဒီခွေးကျဘူးကနေမှလက်ဆောင်တွေပေးတာတွေအများကြီးကျမတို့တွေ့ရလိမ့်မယ်ဆိုတော့အခုဒီတကယ်လို့ စောချစ်သူကိုဖမ်းလိုက်တယ်ဆိုလို့ရှင်သူတို့ရဲ့အကျိုးစီးပွားရေးတွေထိခိုက်ရတဲ့အများကြီးရှိတယ်ဆိုတော့အခုအဲ့ဂျဘုအလုတ်ထားတယ်အဲ့ဖျားကလည်းဂျားဖြန်ပတ်စံတွေအများကြီးပါတယ်လို့သူများကြီးပြောကြတယ်ဆိုတော့ပါတယ်မပါဘူးဆိုတာတော့ကျမလည်းမသိဘူးဒါပေမဲ့သူများကြီးစကားကအဲ့လိုမျိုးရှိတယ်ဆိုတော့အခု ခွေးကြဘူးကတော့ဘသူပဲပတ်စံလာပေးပေးဘေကနင်းဘေကရတယ်လေလို့ तू မမဲဘူးเนาะ तू ဘရောမမဲမှာမဟုတ်ဘူးဆိုတော့ तू များတွေသူ့ကိုပတ်စံလာပေးတယ်ဒီဥစ္စာကဒီရဲ့အတွက်ဆိုပြမလာပေးတဲ့ကိစ္စတွေကို तू ယူထားတယ်ဆိုတော့စောချစ်သူကလည်းသူ့ကိုပတ်စံလာပေးတယ်သူ့ကိုတခုခုလာပေးတယ်ဆိုလို့ရှိရင် तू ကနင်းဘေကပေးတယ်လေလို့လည်းဒီခွေးကြဘူးကနင်းမဲမှာမဟုတ်ဘူးဆိုတော့ तू လည်းယူထားတယ်ရမခတိုင်းမှုဖြစ်တဲ့ဘူချုံမြင့်ကြုံထွန်းနဲ့စစ်ဘူ၃ယောက် သူတို့လဲရောက်ကိုအခုဖမ်းထားပြီဆိုတော့အခုတကယ်လို့စောချစ်သူကိုဖမ်းလိုက်တယ်ဆိုလို့ရှိရင်တော့အများကြီးထွက်လာမှာဟိုယူယူစစ်သားတွေတရစ်နရစ်တွေတပွေ့လောက်နပွေ့လောက်တွေတော့ပါမှာမဟုတ်ဘူးဘသူပါမလဲဆိုတော့အားလုံးကကောင်းကြီးတွေကြီးပဲပါမှာပြီးလို့ရှင်ဒီစစ်ခွေးတွေဘက်ကနေခဏတော့ပြောလို့တောင်းလိုက်တာလေးပေတုံးလက်မအပါဝင်စစ်ပူတွေအများကြီးလဲပါသွားနိုင်တယ်လို့ ထိုင်းဘက်ကဆိုလို့ရှိရင်လည်းစောချစ်တူကထိုင်းကလူဒီနဲ့လည်းအများကြီးပနာစားတဲ့လူဖြစ်တယ်ဆိုတော့ထိုင်းကလူကြီးကြီးလည်းအများကြီးပါသွားနိုင်တယ်ဒါကြောင့်စောချစ်တူကလည်းသူကဝမရှိဘဲနဲ့သူဝိမလို့ဘူးသူ့မှာလည်းဇာရှိလို့သူထောင်းနေတာလေနော်သူကလည်းဒီနေပေထဲမှာသူကျင်လေခဲ့တာအတော်ကြာသွားပြီသူလည်းဝါရှိလို့ဝီလုတ်တယ်ဇာရှိလို့ဒီလိုမျိုးထောင်လာပြီဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတကယ်လို့ဒါဖမ်းလိုက်တယ်ဆိုလို့ရှိရင်တော့မလွယ်ဘူးဒါကြောင့်ဘယ်တော့မှလည်းစောချစ်သူကိုဖမ်းမှာမဟုတ်ဘူး အခုတို့ဖမ်းချင်တဲ့သူတွေရှိပေမဲ့ဖမ်းချင်တဲ့သူရဲ့အပေါ်ကလူတွေကပုံမှန်အာဏာရှိတာဆိုတော့အဲ့အပေါ်ကလူတွေလည်းအခုဒီအောက်ကလူတွေနဲ့ပနာစားထားတာတွေအများကြီးရှိတယ်ဒါကြောင့်စောချစ်သူကတော့ဘယ်တော့မှလည်းတို့ဖမ်းနိုင်မှာမဟုတ်ဘူးเนาะအာစောချစ်သူကတော့ခေါင်းကိုက်နေပြီးဂျားဖြန့်ကနေမှเนาะလူတွေအများကြီးထက်ကိုတရက်ကိုတက်တတ်မှ6တန်း ဘတ်ကုန်ခံပြီးမှတနေ့ကိုသမင်းတလုံးကျွေးနေရတာဆိုတော့အခုဒီ6ရက်ဆိုတော့ဒီနေ့ပေါ့နော်ဒီဒီနေ့ကနေမှ9ရက်နဲ့ဒီကြားထဲမှာတော့တရုတ်တီတော့သူတို့ရဲ့လူတွေကိုအကုန်ခေါ်သွားမယ်လို့ပြောတယ်ပြီးလို့ရှိရင်အခု resort ချစ်သူကနေမှဒီ time ကိုလက်စမီတွေပြန်ပေးဖို့ရန်အတွက်ရေလောင်စာစီတွေပြန်ပေးဖို့ရန်အတွက်သူပြောထားတယ်အဲ့စာကိုကျတော့အခု time တွေဘက်ကနေတော့ march လ9ရက်နဲ့အထိသူတို့စဉ်းစားပေးမယ် အဲကိုရင်နောက်ပိုင်းဆိုလို့ရှင်ရအချင်းနဲ့ရသွားမှာပေါ့နော်ဆိုတော့သူတို့ကကိုရင်နဲ့အထိစဉ်းစားမယ်အဲ့ချိန်ကျမှအဖြစ်ထုတ်မယ်ဆိုမှပြောထားတယ်ဒါတော့ကြားဖြတ်ကိစ္စအခုကျမတို့ now သတင်းတပုတ်နေနေတော့ဗီဒီယိုကြည့်ရအောင်ဒီဗီဒီယိုမကြည့်ခင်မှာကြွပြောချင်တာဒီနေ့ကျမတို့မြန်မာနိုင်ငံမှာစစ်မှုထမ်းတာเนาะစာကြွတော့အတိကြတော့မဒရီမရတော့ဒီ January လဆန်းတော့ကလားမသိဘူးအာကြုံမျိုးမြင်ပြောတယ်အာ KIA နဲ့เนาะ DPTF ဒီကတော့လူဒီကို မတရားအတင်းအတမစစ်သားစုဆောင်းနေတဲ့ဒါဟာလူရဲ့အခွင့်အရေးကိုချိုးဖောက်ခဲ့တယ်လို့ဘာဥပဒေဆိုလည်းမတည်ဘူးမဲ့သွားပြီးအဲဥစ္စာကိုချိုးဖောက်တယ်ဆိုပြီးမှသူကတိတ်ဟုတ်တယ်လို့လို့နဲ့စကကြီးစကကြဲနဲ့လုပ်နေတာဖြစ်တယ်ဆိုတော့ကြော်မြွမင်းဒီအခုဒီဗီဒီယိုတွေကိုနင့်တို့ရဲ့နားနဲ့ဆက်ဆက်ကြားပါစေလို့ပဲကြွဆူတောင်းတယ်နော်နင့်တို့ဒီဥစ္စာကိုနားထောင်ပါဒီဆိုလို့ရှိရင်နင့်တို့အလိန်ဌာနကနေပြောခဲ့တဲ့စကားကိုနင့်တို့ ထမင်းစားတယ်ဆိုလို့ရှင်တော့ကိုကိုကိုရှက်တတ်မယ်လို့ပဲကျွတ်ယုံကြည်တယ်။နော်ဆိုတော့အခုဘလိုနည်းနဲ့အဲဖုန်ကြီးเจ้าကနေခေါ်သွားတယ်လေဆိုတော့ကိုကျမတို့နားထောင်ကြည့်ရအောင်နော်။ကျွန်တော်ဘော်ဒါဝင်ဆွဲတာကျွန်တော်ဖုန်းเจ้าထဲမှာကျွန်တော်ဖုန်းနဲ့တူတူနေနေတာဖုန်းကန်ထဲမှာကျွန်တော်ဖုန်းကန်ထဲမှာကျွန်တော်ဝိုင်ဖိုင်ဖွင့်လာတော့ဂိမ်းတော့ဝင်ပြတဲ့သူကဘာဖြစ်လို့ဥစားပြတော့ဆိုပြီးတော့ကျွန်တော်ရင်တော့ရံဖြစ်တာရာနေပတ်သက်ပြီးတော့လीကျွန်တော်ဝင်ပြီးတော့ခေါ်တာမင်းဘာအပြစ်လောက်ထားသေးဘူးပြီးတော့ ဘာမလုပ်ဘူးလို့အဲ့လိုမျိုးပြင်းမလုပ်လဲခဏလိုက်ကောင်မင်းကိုတိုင်တိုင်ထားတဲ့လူရှိလို့ဆိုပြီးတော့ကျွန်တော်ကိုခေါ်ပါတယ်။လေရလဲဒရင်းပေါ်ကကျွန်တော်ရောက်ခဝင်းခွဲပေါ့။သူကတော့ကျွန်တော်ရောက်ကနေတိုင်းတအားဆိုးလို့ဆိုပြီးကျွန်တော်အလုံးလုံး။ကျွန်တော်ဒီဘုံကြောင်းမှာတော့ဘုံညံ့ပြီးတော့ကျောင်းတော့ပဲခေါ်သွားမှမပြီးတော့အုတ်ချုပ်ရေးမှုအိမ်လို့ပြော။အုတ်ချုပ်ရေးမှုအိမ်ရန်တော့အုတ်ချုပ်ရေးမှုအိမ်နဲ့မတော်ဘူး။ဒီကျွန်တော်ဒီရုံးပေါ်စားဝရုံးပေါ်တန်တင် ကျွန်တော်မိရကိုကြီးလိုအယုံနဲ့ဘာလုပ်မလို့ဆိုတော့ဒီစမှုထိုင်နေခေါ်တာဆိုတော့အဲ့လိုမျိုးဆိုတော့ဆိုင်ငယ်ကိုဆွဲလဲတော့ဆိုတော့နောက်က6ရောက်ကတနက်နဲ့ဝိုင်းချိန်တယ်ကျွန်တော်လည်းဘယ်မှမလုပ်နိုင်ဘူးလိုက်သွားတနက်နဲ့ဝိုင်းချိန်တော့ပေါ်ရောက်တော့ဆိုတော့သူတက်ကတဲပြီးကြောင်ဘက်ကလူကြီးနေမှာပေါ့ဘဝင်းဆန်တော့ပြီးတော့ဝိုင်းထူဝိုင်းနဲ့စဉ်သက်တင်နေတော့ပြီးတော့ကုန်ထားတဲ့ကောင်ပြစ်တတ်မှာဆိုပြီးတော့အဲ့လိုမျိုးနေကျွန်တော်တို့ရင်တော့ကျွန်တော်နောက်မှရောက်လာတာကျွန်တော်အရင်ကိုရောက်တာ၄ရောက် တို့နောက်မှာရောက်တာရောင်း20ကျော်ရောက်လား40လားမသိဘူးကျွန်တော်တို့ကိုပို့လဲတယ်ဘယ်ပို့လဲရှောက်စိတ်ပြင်အင်ဂျင်နီယာတရင်ကိုကျွန်တော်တို့ပို့လဲတယ်ဘယ်ပြင်အင်ဂျင်နီယာတရင်ဟုတ်ထွက်ပြီးလာတော့ဘလို့ခက်ခဲရှိရေးထွက်ပြီးလာတော့ကျွန်တော်တို့စာရည်ရင်ငယ်နဲ့သူတို့ဝယ်စားရလေမွေရဲဦးလီမွေရဲတော့ဒီတော့ဒီကလွန်းတော့သွားရနေရမရှိလာရနေရမရှိတော့မျက်စိရည်လည်းတောင်းတောင်းယာရည်လည်းဆိုအဲ့ဒီလိုကကျွန်တော်တို့တဆုတစ်ထဲကကျွန်တော်တို့ ဆွက်ပြေးဖို့လမ်းပြရဆာကျွန်တော်ဝင်းတော်လေးပါရှင်းကျွန်တော်ဒီလူဒီကြောင်းမဆရာလို့အဲ့လိုပြောရတော့ဘာလို့လဲတဲ့ဒီလိုလှုပ်ချင်လို့လှုပ်နေတာလို့လည်းထွက်ချင်တာဘာလို့ထွက်လို့မရလို့အဲ့လိုမျိုးပြောရသူကပြေးရင်နဲ့မင်းတို့ဒီမိုင်းတော်တိုင်းပြေးတဲ့မိုင်းတော်ကိုမိုင်းဟိုဘက်မင်းတို့တော်တော့ကျတော့တင်းနှံရေတန်းသွားနေရဆိုတော့မိုင်းရှိရနေရသူကပြထားတယ်မိုင်းတော်တိုင်းမသွားနဲ့ဒီဘက်ဘေးတိုင်းမိုင်းပြီးမိုင်းတော်ဘေးတိုင်းကတ်သွားအဲ့ဘက်ရော်တာနဲ့မြောင်းကိုကြော်လိုက်မင်းတို့တက်ရှင်နဲ့ ဟိုကတောက်ညူရောက်တယ်ဟိုဘက်ညူလေးကိုစဉ်းစားတယ်အဲဒီမှာသူပြောတာလမ်းသုံးလမ်းရှိရတဲ့လမ်းသုံးလမ်းရှိရဆိုတာကျွန်တော်စဉ်းစားတာတွေ့တာကျွန်တော်တို့တလမ်းနဲ့တွေ့ရလမ်းမဝါလीအဲ့ဒါကအချမ်းဘူးတော့ရှိရောက်တယ်တဘူးတော့ရကူညာတဲ့ဟိုလုံးဥက္ခရအရောက်လာအဘူးတော့ရဥက္ခရရောက်ပို့ပြီးသူကလည်းအဲ့ဥက္ခရတက်ကခံထားဥက္ခရဥက္ခရတော်တော်ကောင်းတယ်ရှမ်း ရင်းတို့ပမာရတာရုတ်တာငါတို့ရှမ်းနေရမယုံဆိုပြီးတော့ကျွန်တော်တို့အဲကားနဲ့သူ့ကားနဲ့သူ့ခိတ်ထီအောင်ခိတ်လွတ်ထီအောင်လိုက်ဖို့အခုတော့ပြရတာတော့အဲ့လိုကူညီရဲ့အဲ့နဲ့ပင်ရထွက်ပြီလားတော့ရှိရောက်ပြီးတာရှိရောက်ပြီးတော့ပိုးလုံးမှာပြန်မိတာနှစ်ရောက်မိတာကျွန်တော်တို့6ရောက်ပဲကျန်တယ်အဲ့ပေါ့အဲပြည်သူပြည်သူပြောဘူးပေါ်လာတဲ့အဲဝန်တာပါလေသူလည်းသူ့သူ့နော်သူ့သူလည်းဝန်တာပြီးရင်နိုင်ရတော့ နိုင်နေပြီနိုင်နေနေရနေတောင်းထောင်းဆောင်ပေါ့နော်ကျွန်တော်ကတော့ဦးရင်လင်းကျောင်းတော့ဒီ PDF ကလည်း PDF ကဖြစ်လာပြီးတော့သူတို့သင်တဲ့မြင့်လည်းဒီ PDF နဲ့ပြန်လိုက်ချင်မှဆိုမတတ်နိုင်ဘူးอืมတိုင်လည်းမတိုင်နိုင်ဘူးအဆုံးနဲ့သူတို့အဖြစ်လို့ကျွန်တော်တို့ပြေးလို့မလွတ်လာလို့ပါသွားခဲ့တော့မှရှေ့တိုင်းရောလာရှူပြပါအဲဒါမဲ့လာရှူပြမဲ့လူတွေတပုံးပြန်လာမှာဟုတ်လားအဲ့လိုတွေပြောသည်အဲ့လို ပေါ်တာဆွဲခံတဲ့လူအကုန်လုံးတော့ပဲပြီမှာပေါ့အကုန်လုံးပေါ့ဟိုဒါအဲ့ဒါပေါ့အကုန်လုံးပေါ်တာဆွဲခံတဲ့လူကြီးကြီးပဲအပြင်နှောင်းကိုရောက်တဲ့လူကြီးပေါ့ဒါတကယ်ရရှိအောင်ထွက်ရင်လမ်းကြည့်ပြမှလို့ပြောဒီသူတို့အိမ်ကြီးရတော့မှတခါလေးစွကြယ်ကြီးဖြူလေးမှာပြီးတော့အတိမတခိုးဝတ်တာပါလေလားအခုနေမတိုက်ချင်တာလေးသူတို့ကလေဒီ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 ရှင်ချင်းပြန်တိုက်နေမှာလုံးမဟုတ်ဒီအော်ဒါဆွဲသွားဆိုတော့လေကျွန်တော်ပြီပြီပဲဟုတ် ဒီလေးဆိုရလဲကျွန်တော်ဗီဒီယိုဆိုတော့မတိုက်ဆင်တော့ဘူးလမ်းရှိပြမှာပေါ့လုံးမတော့ဟာအင်ဂျင်သူတဲ့ဗီဒီယိုဖုန်းထားကြတာလားအဲ့ဆိုရင်တရားကွင်းနေနေဒီလိုပဲဟိုမှာလဲအဲထုံမပြေးတာလို့ကြံနေတဲ့အဲဒီလိုပေါ်တာဆွဲခံတဲ့ဗီဒီယိုတွေရှိမှာပေါ့ရှိအဲသူတို့ကြတော့ဗာဗာပြောခြင်းနော်တော့ကျွန်တော်တို့လူမျိုးပေါ်တာဆွဲခံရတဲ့လူတွေဆိုရင်တော့ထွက်ပေါက်ရနောက်ဆုံးနေဖြစ်ဖြစ် ူတို့ရှည်တန်းလွတ်လို့သွားတဲ့နေရာဖြစ်ဖြစ်ဖြစ်သူတို့ကနားရတယ်လေနားရတဲ့နေရာမှာသူတို့ထွက်ပေါက်တစ်ပေါက်ရှိရဲအဲ့ထွက်ပေါက်တိုင်းရုံဖတ်နိုင်မယ်ဆိုရင်တော့ကောင်းတာပေါ့ဘာလို့ဆိုတော့ထွက်ဖို့လည်းများကြတယ်ထွက်နိုင်အောင်လည်းကြိုးစားကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီကောင်လေးလက်ထက်ရောက်သွားလို့တော့တုံတုံတော့ခုလူဆိုရင်လူငယ်ဆိုတော့ပြေးလို့လွယ်ဘူးပေါ့ဆိုတော့ပြည်သူလူထုတွေအားလုံးကြမှာပြောရွှေကြပါစေ